ဖျက်မြောက်ရခြင်းခန်းကြီးဆက်လီထောင်ရပြားကလည်းဤပေလအမျိုးသားတို့သည်လေ၍ပိဟဟိယုတ်မြုတ်နာမိကဒေါလမြုတ်နဲ့ပင်လည်းဆက်ကြပါလဇေဖုမြုတ်ရှေ့မှာတက်ချစီကြီးကမှားလိုက်တော့ထိုမြုတ်ရှိပင်လည်းကန်းနာမှာတက်ချရကြမည်အကြောင်းမူကား ဖာရောဘုရင်ကဣသီလမျိုးသားတို့သည်ကျဉ်ကျုပ်ရာသို့ရောက်ကြပြီတော်လံပိတ်လက်ရှိ၏ဟုဆိုလေငါသည်လေဖာရောဘုရင်နှလုံးကိုခိုင်မာစေ၍သူသည်ဣသီလတို့ကိုလိုက်လိမ့်မည်ငါသည်ထာဝရဖျားဖြစ်ကြောင်းကိုအေဂုတ်တို့လူတို့သည်သိစေခြင်းကထိုမင်းနဲ့ ပူစစ်တူရဲ့အလုံးအရင်အဖြစ်ငါဘုံပွင့်လိမ့်ပြီဟုမောရှေအားမိန်တော်မူသည့်အတိုင်းထိုသူတို့သည်ပြုကြ၏ထိုလူတို့ထွက်ပြေးကြောင်းကိုအေဂုတ်တို့ရှင်ဘရင်အားကြားလျှောက်သည်ဖြင့်သူမဆ၍ကြုံများတို့သည်မနာလိုသောစိတ်ဖောက်ပြန်လေငါတို့သည် ဤတို့ပြု၍ဤတိလာလူတို့ကိုငါတို့စေခိုင်းရာမှာအဘဲ့ကြလွတ်ရသည်ဟု ပြောဆိုကြ၏ထို့အခါဖာရောဘုရင်သည်ယထာတော်ကိုပြင်၍မိမိလူအပေါင်းတို့ကိုခေါ်လေ၏ရွေးသောယထာ600အေဂုတ်တို့မြင်းစည်းသူရဲ့အပေါင်းနဲ့တကွဘုံမင်းအတိတ်တို့ကိုခေါ်ယူလေ၏ထာဝရပြားသည် ဖာရောဘီ၏နှလုံးကို ခိုင်းမာစေတော်မူသည်ဖြင့်သူသည်ဤသည်လမျိုးသားတို့ကိုလိုက်လေ၏သို့သောလည်းဤသည်လလူတို့သည်ဝါကြွားသောအချင်းအရာနှင့်ထွက်သွားကြ၏ထို့သို့ဖာရောဘီ၏မြင်းတို့ယထာတော်မြင်းစည်းတူရဲ့ဘိုးပါအေဂုတ်တို့လူအပေါင်းတို့သည်လိုက်၍ပိဟဟိယုတ်မြုတ်နာ ဘာလဇီဖုမျိုးရှိ၌ပင်လေကမ်းနာမှာတချလေနေသောဤတေလာလူတို့ကိုမိကြ၏ဖာရောဘုရင်သည်ချေလာသောအခါဤတေလာအမျိုးသားတို့သည်မျောကြည့်၍အေဂုတ်တို့လူတို့စစ်ချီလာကြောင်းကိုမြင်လင်အလုံးကြောက်လန့်၍ထာဝရဘုရားအားအော်ဟစ်ကြ၏မောရှေကိုလည်းအေဂုတ်တို့ပြည်၌တင်းကြိုင်းမရှိသောကြောင့်ဤတော်၌ သေးစေခြင်းကငါတို့ကိုဆောင်ခဲ့တယ်လို့ငါတို့ကိုဤတို့ပြု၍အေဂုတုပြည်မှာအဘဲအကြောင်းဆောင်ခဲ့တဲ့နေငါတို့ဒီအေဂုတုလူတို့ထံနဲ့အစီကြုံခံနေလက် ရှိကြပါစေဟုအေဂုတုပြည်၌ငါတို့ပြောရတယ်ဤအမှုကိုရေဆောင်၍ပြောသည်မဟုတ်လို့ငါတို့ဒီဤတော်၌တေရသည်ထက်အေဂုတုလူတို့ထံနဲ့ အစေကြိုခန့်လေတာ၍ကောင်းသည်ဟုဆိုကြ၏မောရှိကလည်းမစိုးရိမ်ကြနှင့်ငြိမ်ဝှက်စွာရက်နေကြသောသာရပြသည်ယနေ့ပြတော်မူသောကဲတီချင်းကို ကြည့်ရှုကြသောသင်တို့သည်ယနေ့မြင်သောအေဂုတ်တို့လူတို့ကိုနောက်တဖန်အလှင် မမြင်ရကြသင်တို့ဘယ်၌သာရပြသည်စစ်တိုက်တော်မူလိမ့်မည် တင်းတို့သည်ငြိမ်ဝှက်စွာနေရကြမည်ဟု လူများတို့အားဆို၏ထာဝရဘုရားကလည်းအဘက်ကြောင့်ငါကို အော်ရှိသည်ဤဒီလအမျိုးသားတို့သည်တက်သွားစီခြင်းကမှားလိုက်လို့တင်မှုကလှန်တန်းကို ခြီးပြီးလင်ပင်လေပေါ်မှာလက်ကိုဆန့်၍ပင်လေရေကိုခွဲလို့ဤဒီလအမျိုးသားတို့သည်ပင်လေအလေ၌မြေပေါ်မှာရှောက်သွားရကြမည် ငါသည်လေအေဂုတို့လူတို့ဤနှလုံးကိုခိုင်မာစေသဖြင့်သူတို့သည်လိုက်ကြလေဖာရောဘုရင်နဲ့သူဤဘူချေယထာမြင်းစီသူရဲ့များ အားဖြင့်ငါဘုံပွင့်လေပြီထို့သောဖာရောဘုရင်နဲ့သူဤယထာများမြင်းစီသူရဲ့များအားဖြင့်ငါဘုံပွင့်တော်အခါငါသည် ထာဝရဖျားဖြစ်ကြောင်းကိုအေဂုတ်တို့လူတို့သည်သိရကြလိမ့်မည်ဟု မောရှိအားမိန့်တော်မူ၏ထိုအခါဤတီလတက်ရှိမှသွားသောဖျားသခင်ဤကောင်းကင်တမန်သည်နောက်၌လိုက်သည်ဖြင့်မိုးတိမ်တိုင်းသည်သူတို့ရှေ့ကရွေ့၍နောက်၌ရက်နေလေ၏ထိုသို့အေဂုတ်တို့တန်နှင့်ဤတီလ တက်ဆက်ကြားတို့ရောက်လေအေဂုတ်တို့လူတို့၌မိုက်တော်မိုးတဲ့ဖြစ်၍ဤဒီလလူတို့အားအလင်းကို ပေးလှက်နေသည်ဖြစ်တညလုံးတက်တူးနဲ့တူးမချင်းနိုင်ရာမောရှိသည်ပင်လယ်ပေါ်မှလက်ကိုဆန့်၍ထာရဖျားသည်တညလုံး၌အာကြီးတော်အရှိလေအားဖြင့်ပင်လယ်ကို လှန့်ပြန်၍မြေကိုပေါ်စေတော်မူသည်နှင့်ရေသည်ကွဲပြဲ့လက်ရှိဤဒီလာမျိုးသားတို့သည်ပင်လေအလေ၌မြေပေါ်မှရှောက်သွားကြ၍ရေသည်သူတို့လက်ရာဘက်လက်ဝဲဘက်မှကြောက်ထရန်ကဲ့သို့ရှိနေ၏အေဂိုတို့လူများဖာရောဘရင်၌ပါသောမြေရထားညင်းစီသူရဲ့အပေါင်းတို့သည် ပင်လေအလေတို့လိုက်ဝေကြ၏နနဲ့ယံထာဝရဘုရားသည်မိမိုးတိမ်တိုက်အားဖြင့်အေဂုတုတက်ကိုကြိရှု၍နှောက်ရှက်တော်မူ၏သူတို့ယထာအသွာခက်စီချင်းကယထာဘိများကို ချုပ်တက်စေတော်မူ၏အေဂုတုလူတို့ကလည်းဤတိလလူတို့ထံမှပြေးကြသော ထာဝရဘုရားသည်သူတို့ဘက်အဲဂုတ်တို့လူတို့တစ်ဖက်၌စစ်တိုက်သည်ဟုပြောဆိုကြ၏ထာဝရဘုရားကလည်းပင်လေရည်သည်အဲဂုတ်တို့လူများယထာများမြင်းစည်းသူရဲများတို့အပေါ်သို့ပြန်စီခြင်းကပင်လေအပေါ်မှာလက်ကိုဆန့်လို့ဟုမောရှိအားမိန့်တော်မူသည့်အတိုင်းမိုးလင်းသောအခါမောရှိသည် လက်ကိုပင်လေပေါ်မှာဆန့်သည်ဖြင့် ပင်လေရေဒီအာကြီး၍ပြန်လာသည်ကိုအေဂုတ်တို့လူတို့သည်ပြေးကြတော်လဲထာဝရဘုရားသည်သူတို့ကိုပင်လေအလေ၌လဲတော်မူ၏ထို့သောပင်လေရေဒီပြန်လာ၍ပင်လေထဲသို့လိုက်ဝင်သောဖာရောဘုရင်၏ယထာညင်းစည်းသူရဲ့ပူချေအပေါင်းတို့ကိုလွှမ်းမိုးသည်ဖြင့်တစုံတယောက်မြမကြံရည် ဣတိလအမျိုးသားတို့မူကပင်လေအလေ၌မြေပေါ်မှရှောက်သွား၍ရှိသည်သူတို့လက်ရဘက်လက်ဝဲဘက်မှ ကြောက်ထရန်ကဲ့သို့ရှိနေ၏ထိုသို့ထာရပြားသည်ထိုနေ၌ဣတိလလူတို့ကိုအေကုတ်တို့လူတို့လက်မှကဲလွတ်တော်မူသည်ဖြင့်ပင်လေကမ်းနာမှအေကုတ်တို့လူအတေကောင်တို့ကိုမြင်ရကြ၏ ထို့သောအေဂုတ်တို့လူတို့၌ထာဝရဖျားပြုတော်မူသော အမှုကြီးကိုဣတီလလူတို့သည် မြင်၍ထာဝရဖျားကိုကြောက်ရွံ့ကြ၏ထာဝရဖျားနှင့်ကိုတော်၏ကျုံမောရှိကိုယုံကြည်ကြ၏